ဂေါရမမြတ်စွာဘုရား၏ထင်ရှားသောကျောင်းတကာကြီးနှစ်ပါးဖြစ်သည့်ရာဇဂျောပိရှင်ဘိမ့်ပိတာရာမင်းနှင့်တာဝတိမြို့မှ အနာတပင်တရေကြီးတို့သည်နှစ်ဦးစလုံးသောတာပန်အရိယာတာဝကခိခဲ့ကြသည်တို့ရာတွင်၎င်းတို့၏ဘဝနေကုန်းချုပ်ပုံတွင်မိသားစုပေါ်တယောက်မှုမှ ကြီးမားစွာကွာခြားခဲ့သည် အနာတပိတ်တရေကြီးသည်မိမိသားသမီးများအားဖျားတရားတန်ခါယရနာသုံးပါအပေါ် နှဆိုင်သောတရားတရားသားရှိရန် ်တင်ကြားပြသခဲ့သည်ထို့ကြောင့်သူ၏သားသမီးများကလည်းကောင်းမြတ်သောအကျင့်သီလများကိုကျင့်ကြံလျက်သောတာပန်တက္ကရကံစသောမဂ်ဖို့တရားတို့များကိုရရှိခဲ့ကြသည်တတိကြီးမိသားစုသည်တရားတော်၏အရေးအောင်းတွေချမ်းသာကြွယ်ဝပြီးစိတ်ချမ်းသာရင်းနှီးပြည့်စုံခဲ့ကြသည်အခြားတစ်ဖက်တွင်ဗိမ္ဗိတာရမင်းကြီးမှမူမိမိကိုယ်တိုင်သာတရားတို့ရပြီးတားတော်အစားတသက်အားကောင်းစွာဆုံးမနိုင်ခဲ့ပြီး ဒေဝဒိုက်အာဘေမူချင်းအဇာဒတ်ဒီဖကမီတော်အားနန်းလူရန်ကြံစီခဲ့သည်နောက်ဆုံးတွင်ဘိမ်ပီတာရာမင်းကြီးအားထောင်သွင်းအချင်းချထားစဉ်တားတော်ဤအမိန်ဖြင့်ခြေပွားများကိုဓားဖြင့်ခွဲပြီးစားရည်ဖြင့်နဲကညင်မာနှိပ်စခံခဲ့ရသည်ဤသို့ဖြင့်ဘရင်ကြီးသည် ထောင်ထဲ၌ပင်ပြင်းထန်သောကိုရောစိတ်ပါဆင်းရဲဒုက္ခများကိုကြုံတွေ့ကဘဝနီကုန်းချုပ်ခဲ့ရသည်ဤဖြစ်ရနှစ်ခုသည် မိဘတအူဤတာဝန်သည်မိမိအတွက်သာမကသားသမီးများအားကောင်းသောလမ်းစဉ်မှန်သောအမြင်နှင့်ကုသိုလ်ကောင်းမှုများပြုလုပ်တိုင်ရန်သင်ကြားပြသရမည်အရေးပါပုံကိုသိသာစေပါသည်